ရှင် Astro Garden ချင်းနေမှာကြိုဆိုပါရရှင် Astro 2ဒီယနေ့နှစ်ခတ်အစီအစဉ်မှာ2025မေလ16ရက်နေ့တနင်္လာနေ့အတွက် စောင်းရရှောင်းရနှစ်ခတ်ချိန်ကာများကိုကျွန်မမနှင်းပတ်ရင်နဲ့အတူမရွှေရုံအောင်လို့မှာတင်ဆက်ပေးသွားမှာဖြစ်ပါရရှင်2025မေလ16ရက်တနင်္လာနေ့တွင်တနင်္လာနေ့သားသမီးများအပေါ်ထိရောက်နိုင်တဲ့ကောင်းကျိုးနှစ်ခတ်ခုနှစ်ပါးနဲ့မိမိတို့ရဲ့လုပ်ငန်းကိစ္စများဆောင်ရွက်နိုင်ရန်ကောင်းမွန်တဲ့နှစ်ခတ်ချိန်ကာတွေကိုတင်ဆက်ပေးသွားမှာဖြစ်ပါရရှင် ည10နာရီ3မိနစ်မှည10နာရီ23မိနစ်အတွင်းမှာဆိုရင်တော့ဖုံးကန်ကြီးမြင့်မယ်တနက်ခကိန်ကြရတဲ့အချိန်ခါပဲဖြစ်ပါရဲ့ရှင်တနင်္ဂနွေနေ့ညတကောင်ကျော်ပြီးတနင်္လာနေ့အကူနနက်12နာရီ33မိနစ်မှနနက်12နာရီ53မိနစ်အတွင်းမှာဆိုရင်တော့စန္ဒာအောင်မြင်ပြီးမြစ်တာရီကန်ကောင်းဝင်မယ်ဆုံးနှက်ခကိန်ကြောက်တဲ့အချိန်ခါပဲဖြစ်ပါတယ်ရှင်နနက်2နာရီ နနန်း2နာရီမှနနန်း2နာရီ20မိနစ်အတွင်းမှာဆိုရင်တော့ဘယ်လိုကိစ္စကိုမဆိုးဆောင်ရွက်ပါက အထွတ်ထိပ်ရောက်ရှိအောင်မြင်မဲ့အဓိပတိနက္ခတ်ကိန်းကြောက်တဲ့အချိန်ကပဲဖြစ်ပါတယ်ရှင်နနန်း2နာရီ17မိနစ်မှနနန်း2နာရီ31မိနစ်အတွင်းမှဆိုရင်တော့ရာထူးဩဇာအာဏာကြီးမြင့်မဲ့ထီးဖြူနက္ခတ်ကိန်းကြောက်တဲ့အချိန်ခါပဲဖြစ်ပါတယ်ရှင်။ ညနေ9:42မိနစ်မှာညနေ6:00မိနစ်အတွင်းမှာဆိုရင်တော့အိမ်ချမ်းမြေအရာဝန်ကိစ္စရဲ့များအကျိုးပြုမဲ့စင်ဖြူနက်ခတ်ကင်ကြရတဲ့အချိန်ခါပဲဖြစ်ပါတယ်ရှင်။နနက်2:00မှာနနက်2:20မိနစ်အတွင်းမှာဆိုရင်တော့ငွေကြီးရှင်ငွေရတနာနဲ့ထီကန်ဆန်းမှုကံကောင်းမွန်စေမဲ့ရတနာနက်ခတ်ကင်ကြရတဲ့အချိန်ခါပဲဖြစ်ပါတယ်ရှင်။နနက်10:23မိနစ်မှာနနက်10:43မိနစ်အတွင်းမှာဆိုရင်တော့ သားသမီးယတနာများထုံးကားရရှိစေမယ့်တန်တေနက်ခတ်ကင်ကြတဲ့အချိန်ခါပဲဖြစ်ပါတယ်ရှင်ဆက်လက်ပြီးဒုတိယခန်းကဏ္ဍအနေဖြင့်တနင်္လာသသမီများအပေါ်ပုံမူပြီးထိရောက်မှုရှိနိုင်တဲ့စိုးကျနှက်ခတ်တွေကိုတင်ပြပေးသွားမှာဖြစ်ပါတယ်ရှင်။နေ့လယ်3:19မိနစ်မှာနေ့လယ်3:39မိနစ်အတွင်းမတော်တဆထိခိုက်ဒဏ်ရာရှိမှုတွေ၊သေခြေပျက်စီးဆုံးရှုံးမှုတွေဖြစ်စေနိုင်တဲ့မရဏနှက်ခတ်ကိန်းကြောက်တဲ့အချိန်ဖြစ်ပါတယ်ရှင်။ ညနေ6:30မိနစ်မှညနေ6:30မိနစ်အတွင်းအမှုကင်းပြဿနာတွေစိတ်ပူပန်စရာတွေဖြစ်စေနိုင်တဲ့တောကနက်ခတ်ကင်ကြောက်တဲ့အချိန်ဖြစ်ပါလေရှင်။နနက်2:53မိနစ်မှနနက်3:33မိနစ်အတွင်းဆုံရှုံးပျက်စီးမှုများဖြစ်စေနိုင်တဲ့ဆယ်တိုင်းနက်ခတ်ကင်ကြောက်တဲ့အချိန်ဖြစ်ပါလေရှင်။နနက်10:52မိနစ်မှနေ့လယ်7:12မိနစ်အတွင်းမိတ်ဆွေတင်ကာများဆုံရှုံးပျက်စီးမှုများဖြစ်စေနိုင်တဲ့မိတ်တူနက်ခတ်ကင်ကြောက်တဲ့အချိန်ဖြစ်ပါလေရှင်။ နေ့လယ်12:32မိနစ်မှာနေ့လယ်12:52မိနစ်အတွင်းအလုံစီးပွားကိစ္စရပ်တီမှာထိခိုက်ဆုံးရှုံးပျက်စီးမှုတွေဖြစ်စေနိုင်တဲ့ဘင်ကနက်ခတ်ကင်ကြောက်တဲ့အချိန်ဖြစ်ပါလေရှင်။ယခုဖော်ပြပေးခဲ့တဲ့နက်ခတ်အချိန်ခါများသည်တနင်္လာသတင်းများအပေါ်ပုံမူပြီးထိရောက်မှုရှိနိုင်တဲ့နက်ခတ်အချိန်ခါများပဲဖြစ်ပါလေရှင်။ဒီနက်ခတ်အချိန်ခါများကိုတမီးတို့ရဲ့ဇေယျဆရာဦးဇေယျကိုကိုယ်တိုင်မှအသေးစိတ်သေချာတွေ့ချက်ပေးထားတာပဲဖြစ်ပါတယ်ရှင်။ယနေ့နက်ခတ်အစီအစဉ်ကိုကြည့်ရှုပါလိမ့်ကြတဲ့မြတ်ပြည်များ